အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံပေါင်းအောင်တောင်းပေးလိုက်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒါဒီနေ့အဓိကဆွေးနွေးသွားညညမှာအဓိကပြောသွားခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်။အဲ့ဒီအကြောင်းအရာလေးကတခြားတော့မဟုတ်ဘူး။လက်ရှိမှာ Chelsea အသင်းရဲ့ဂိုးသမားအကြောင်းပဲ။ Chelsea အသင်းကလက်ရှိဒါကျွန်တော်တို့သိကြရတယ်မဲ့ဂိုးသမားအခြေအနေကတော်တော်လေးကိုဒါ ပရိသတ်တွေကြားထဲမှာဒါပြောစရာဖြစ်လို့လားတခြားလူတွေကြားထဲမှာလည်းပြောစရာဖြစ်လာတယ်မှာပါအခုလက်ရှိမှာဒါ Chelsea ရဲ့နံပါတ်1ကိုသမာဂျော့ဂင်ဆင်ဆိုတဲ့ကိုသမာကိုနံပါတ်ပေးထားပေမဲ့ Chelsea တင်လာမဲ့နေရာဒီမှာဒီကိုသမာကိုရေရှည်ရဘလို့မှနေရာဆက်ပြီးမှမဖြစ်နိုင်ဘူးဆိုတော့ Top Bully တို့လည်းတည်တယ်ခမားလည်းတည်တယ်ခမားမေးလည်းတည်တယ်ခမားအဖိုးလည်းတည်တယ်ခမားဦးလေးလည်းတည်တယ်အကုန်လုံးတည်ကြရတယ်မှာပါအဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဗျာအခုလက်ရှိမှာဒါကျွန်တော် Top Bully တို့အဆူအနေနဲ့ဒါကျွန်တော်တို့ Chelsea အသင်းကိုဒါဂိုးပေါက်နေရာအတွက်အကောင်းဆုံး ကျွန်တော်ဟန်တာပေးနိုင်မယ်ကစားသမားတယောက်ရှာအဲ့တော့ပြိတက်ကဒီနာမှာစိတ်ပူတာနှစ်ချမ်းရှိတယ်တစ်ချမ်းကခုနပြောသူပဲဘူလီတို့အလုံးမလုံးဖိနေဒီတိုင်းပဲမျောသွားမှာစိတ်ပူတာတစ်ချမ်းရှိတယ်နောက်တစ်ချမ်းကထုံးအတိုင်းပေါ့ချောင်ကောင်းဒါကျွန်တော်လူငယ်ဆိုပြီးဝယ်လိုက်မဲ့တော့ကောက်ကိုစိတ်ပူရတော့မပါတယ်လက်ရှိမှာ Chelsea အသင်းက Slovenia ပါဝင်ဂိုးသမားကြီးပဲဒါလူငယ်ကစားသမားတွေပဲ၄၅ယောက်လောက်ရှိရတော့မပါအဲ့တော့ Chelsea ပြိတက်တွေကရှင်းတယ်တီဘိုကိုတွက်စ်နောက်ပိုင်းဒါကျွန်တော် Mandy နောက်ပိုင်းပါဗျာ Mandy ပါထက်တော့လား Mandy နောက်ပိုင်းမှာဒါကျွန်တော်တို့ Chelsea အသင်းမှာတကယ်ကို great ဖြစ်နိုင်တဲ့လက်စွမ်းတဲ့အတူဒါကျွန်တော်တို့လုံနိုင်တဲ့ဂိုးသမားမရှိတဲ့တဲမှာဘလောက်ကြာခဲ့ပြီလေအဲ့တော့ Chelsea ပြည်သက်တွေကခုလက်ရှိမှာဂိုးသမားခေါ်မယ်ဆိုစောက်ပိုးဂိုးသမားကိုခေါ်တာတဲ့ဆိုင်အသင်းပေါ်အကျိုးပြုနိုင်မဲ့တည်တည်ချာချာပုံစံမျိုးဂိုးသမားကိုလက်ရှိမှာခေါ်စီချင်တဲ့တဲမှာပါတယ်အ Chelsea အသင်းနဲ့ခုလက်ရှိမှာဒါရထားတဲ့ဂိုးသမားတွေတော့ရှိရဲလက်ရှိမှာဒါဂျန်နဲ့တိုက်ဂျန်နဲ့အသင်းတွေနဲ့ရှင်ပြီးခေါ်သွားနိုင်တဲ့ဂိုးသမားတွေလည်းရှိအဓိက Chelsea အသင်းရှင်နေတာကဒါကျွန်တော်ပေါ်ပပဲဂိုးသမားဆိုရဲလက်ရှိမှာ rumors ထွက်နေတဲ့သတင်းကတော့ဒါ Porto ရဲ့ဂိုးသမားဖြစ်တဲ့ Diogo ဒီဒီယိုကိုပေါ့နော်ဒီယိုကိုကော့စတာပဲဖြစ်တယ်အဲ့တော့ဒီယိုကိုကော့စတာကိုလည်းရှိမှာ United လည်းစိတ်ဝင်စားနေတယ်ဒါ City လည်းစိတ်ဝင်စားနေတယ် City ကတော့ရှင်းတယ် Ederson ကိုရောင်းချခဲ့လို့ရှိရင်တော့သူအနေနဲ့ဒီယိုကိုကော့စတာကိုခေါ်သွားမယ် Manchester United ကလည်းရှင်းတယ် Onana အသင်းကထွက်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 သူတို့နဲ့တိုက်ဂိုးသမားတယောက်ကိုခေါ်ယူရမယ်တဲ့ကြောင့်မို့ဒါစိတ်ဝင်စားရတယ်မှာပါတယ် Chelsea ကခုနပြောသူပဲဒီယိုကိုကော့စတာကိုစိတ်ဝင်စားတာမှန်ပေမဲ့လက်ရှိ Chelsea ရဲ့လက်ရှိရှည်ရင်းဆွဲဂိုးသမားတွေကနှစ်ယောက်လောက်ရောင်းထွက်နိုင်မှသာတကယ်ကို top notch ဂိုးသမားကိုခေါ်သွားနိုင်ဖို့လည်းပြင်ရမယ်ဒါပေမဲ့ Chelsea သင်းနဲ့လာမယ့် ဲ့လူရသူကဘတ်ဂျက်ရတစ်ချက်ပြန်ဆင်ရမယ်သဘောမှရှိတယ်။ဘာကြောင့်လဲဆိုတော့မလူလာဘဲနဲ့စန်ချိုတို့ဘာတို့ကိုဝယ်ရမယ်သဘောတရားရှိတယ်။ဘာကြောင့်လဲဆိုတော့ချက်စီတင်တဲ့လာမဲ့လူရသူမှာ United ရဲ့သဘောတူညီမှုကြောင့်ဒါကျွန်တော်တို့စန်ချိုကိုဝယ်ကိုဝယ်ရမယ်အခြေအနေတစ်ခုကိုရောက်လာနိုင်တဲ့အတွက်ကြောင့်မလို့ချက်စီတင်နေတဲ့စန်ချိုတို့ဘာတို့ကိုလည်းဝယ်ပေးရမယ်သဘောမှရှိတယ်ပေါ့။အဲ့တော့ last sorry လာမယ့်တော့ကျွန်တော်တို့စောင်းရအောင်ဆိုလာမယ့်နွေရာဒီအပြောင်းရွှေ့မှာဒါကျွန်တော် Chelsea အသင်းအနေနဲ့ကိုသမားကိုဒါကျွန်တော်ဘဒုကိုအိမ်လောက်ထားဆို Diogo Costa ရှိမယ်ဒါအပြင်ကိုလာဟာလာတွေရဒါကျွန်တော် United တော့ Newcastle နဲ့ကိုရှင်ပြီးခေါ်သွားကြင်တာကလက်ရှိမှာ Burnley ရဲ့ကိုသမားဖြစ်တဲ့ James Trafford ပေါ့နော် James Trafford ကိုလက်ရှိမှာဒါကျွန်တော်ပေါင်15သန်းလောက်နဲ့ရနိုင်တယ်ကစားသမားကလည်းအင်္ဂလန်သားဖြစ်တဲ့ကြောင့်ငယ်မွေးချန်ပေါ်ဒါကျွန်တော်တို့ငယ်မွေးချန်ပေါ်ဒါ home ground ဖြစ်တဲ့ home grown player ဖြစ်တဲ့ကြောင့်အသင်းကိုခေါ်ထားရင်လည်းဒါအရှုံးမရှိတဲ့ကစားသမားတွေတယောက်ပေါင်15သန်းဆိုတာဗျ Chelsea အသင်းဒါကျွန်တော်ဘာမှမဆိုင်တဲ့လူ ငယ်တွေကိုဝယ်တဲ့ဈေးတစ်ခုပဲရှိကြအောင် Chelsea အသင်းက old James Ford ကိုလည်းစိတ်ဝင်စားတယ် old Ford ကိုလည်း James Ford ကိုလက်ရှိမှာ Newcastle United ကပုတ်ကူရေးရသဘောတူညီမှုရထားပြီးသားဖြစ်တယ်။ဒါကြောင့်မို့သူတို့အနေနဲ့ဒါခေါ်မယ်ဆိုရင်တော့ James Ford ကိုစိတ်ပြောင်းအောင်လုပ်ဖို့လိုတယ်။ဒါပေမဲ့ Chelsea လိုအသင်းမျိုးနဲ့ Newcastle အသင်းလိုမျိုးရှင်းလာပြီဆိုရင်တော့ Newcastle အသင်းနဲ့ဆိုင်ရာ Chelsea အသင်းကိုပဲလူတန်းကရွေးကြမယ်တော့ဒါပေမဲ့ဒီကြားထဲမှာနှောက်ဖို့အနေထားရှိတာက United ပဲ။အဲ့တော့ Chelsea နဲ့ဒါ United နဲ့ကလာမယ့်လူရသီမှာဒါ ပြစ်မှတ်တွေတော်တော်များသွားတူနေတယ်မှာပါတယ်ဥမာဂိုးသမားကအစတိုက်စစ်မှုအစုံပေါ့နော်ဂိုးသမားမှာဆိုဒီယိုဂိုကော့စတာတို့ကျွန်တော် James Ruffo တို့လာလက်ရှိမှာဒါ အာဘဒူကျွန်တော်မိသွားပြီအာ AC Milan ကိုသမဖြစ်တဲ့ Mike Maignan တို့ဒီလိုကစားသမားမျိုးတွေကို Chelsea အသင်းကလည်း aim လုပ်နေတယ် United ကလည်းရှိချိန်မှာ aim လုပ်နေတိုက်စစ်မှုလက်တည်တိုင်းမဲ့ United က Osman တို့ဒါ Sasco တို့ဒီလိုမျိုးတိုက်စစ်မှုတွေအမျိုးမျိုး aim လုပ်နေတဲ့အချိန်မှာဒါတစ်ဖက်က Chelsea ကလည်း Osman ကိုခေါ်ကျင်တဲ့ Sasco ကိုလည်းကြိုက်တယ်အဲ့တော့လာမယ့် New Year ဒီမှာ United နဲ့ဒါကျွန်တော်တို့ Chelsea တို့ဒါကျွန်တော်တို့ကြားမှာပြောမယ်ဆိုတော့အပြောင်းအရွှေ့မှာ Troleo ဒါ competitive ဖြစ်ဖို့ရှိရလို့မြင်တဲ့တယ်မှာပါအဲ့တော့ Chelsea တင်းနေလာမဲ့ New Year ဒီမှာ Champion League ဝင်ခွင့်ရခဲ့မယ်ဆိုရင်တော့ဒါတို့တွေနဲ့လူခေါ်တဲ့နေရာမှာတော်တော်လေး advantage ရသွားနိုင်မယ့်နေရာတစ်ခုမှာရှိတယ်။ Chelsea တင်းနေလက်ရှိမှာဒါကျွန်တော်ပြည်သက်တွေနဲ့စိတ်ခံစားချက်ရဂိုးသမားနေရာမှာတကယ်ကိုအဆင့်တန်းရှိတဲ့ဂိုးသမားတယောက်ရှိကိုရှိရမယ်ဆိုတဲ့ feeling ကိုဒါသိကျင်တဲ့နေရာမှာပါတယ်။အဖြစ်ကတော့ဒါက social လေးပဲ ဒါအမှန်တိုင်းပြောရမယ်ဆိုတော့လက်ရှိမှာ Chelsea တစ်လို့ level မျိုးမှာဒါကျွန်တော်တို့ဘုရားမှာကြည့်ခဲ့ Peter Check ဒီဘက် Courtois ဒါ Mandy လို့ဒါကျွန်တော်တို့ Walkers ဂိုးသမားတွေရှိခဲ့တဲ့ဘုံအသင်းတသင်းနေနေအခုလက်ရှိမှာ Robert Sanchez Jorginho ကအလောက်မဆိုးမဲ့တကယ်တမ်းပြန်ကြည့်မယ်ဆို Petrovic တောင်မှဗျာအရန်ကောင်းခဲ့တဲ့ဂိုးသမားတွေကြည့်ခဲ့လို့လားအဲ့လောက်ဒီကောင်းနေနေတော့မှာရှိအဲ့တော့ Chelsea ပြည်သက်တွေနေအခုလက်ရှိမှာဒါကိုလိုချင်တာဖြစ်တယ်အဓိကဒါပဲဘောလုံးဝဲတွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာဂျင်းလို့ဆံပေါအောင်ကိုကြည့်လို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာအောက်က comment တွေထဲမှာလေး Youth Sport Media 3.0နဲ့ TV4U ်ကြီးတွေလင်းလေးတွေကိုထည့်ပေးထားကြပြီးတော့များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးတော့ကျွန်တော်အားပေးလို့ရပါတယ်များများလေး clip ဖို့မမေ့ကြပါနဲ့ဗျများများ clip မှာ immediate ဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော်နေနေဖြစ်ပါစို့စုမုံအောင် တောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့အားလုံးမကြွတူပါနဲ့ကျွန်တော်ကွန်ပြူပါဗျတေးပါဗျ